အဲ့တော့ကျမတို့လူလူထဲမှာ community ထဲမှာအဲတီဗီယောဂါလိုမျိုးကုသယောဂါဆူဆူရွရွတွေမပြတ်နှံ့စီရဲ့အတွက်ကိုလူလူနဲ့အနီးကပ်ဆုံးဖြစ်တဲ့ကျမကြီးလောက်သားတွေနောက်တခြားသောကျမတို့ကျွမ်းကျင်တဲ့ကျမကြီးပညာရှင်တွေပေါ့နော် ဲ့တော့အဲ့ဓာရီကျွန်မတို့အခြေအဆက်မပြတ်အခြေဆက်မိနေဖို့လိုအပ်တယ်။ဟိုမှာတီတီဆေးလို့ကျွန်မတို့ကာလာရှိကြပေါ့နော်။အဲ6လာရူ6လာရူစေးတော့ရမယ်ဆွေးကောင်းမှာ။အဲစေးတော့တဲ့ဆွေးဟာတကူတည်းနဲ့မပြီးွားပဲနဲ့လူနာရဲ့အခြေအနေအဲသူ့ရဲ့တိုးတက်ပြောင်းလဲမှုတွေနောက်တခြားသောကျွန်မတို့စေးတော့တဲ့အခါမှာဖြစ်ပေါ်တတ်တဲ့အနေအထားတွေပေါ့နော်ပြဿနာတွေအဲ့ဓာရီအကုန်လုံးနှမှုစည်းဝါးပြဿနာတွေအကုန်လုံးကိုကျွန်မတို့ကျမကြီး အဲလုပ်သားတွေအနေနဲ့ဓာတ်ရိုက်ဖြည့်ရှင်းနိုင်မှုရဲ့အတွက်ကကြောက်ခက်ခဲအများကြီးရှိတယ်။သူတို့ပြည်စမတို့ရှင်းမြင်နေပါဒေတာတွေရေ။နောက်လူများပြားကိုပေါ့နော်။ DB ပေါ်တဲ့ဒေတာတွေမှာဆိုလို့ရှိရင်အများပြားကိုစမတို့အမြင်နဲ့စမတို့ချိတ်ဆက်ပြီးတော့ဒါစစ်ဆေးဖို့ထောက်လန်းနေဖို့စုံစမ်းနေဖို့ဆိုရဲဟာကဒါခက်ခဲတဲ့ကိစ္စဖြစ်နိုင်နေပေါ့နော်။အမြင်နဲ့လွယ်ကူမဲ့ကိစ္စလို့တော့မဟုတ်တော့ဘူး။ဒါစမတို့ဒီအဲ့လိုလူနဲ့စမတို့အနီးကထိတွေ့ဖို့နိုင်ရတဲ့အတွက်ကိုစမတို့ private provider လို့ခေါ်တဲ့ဒီ community ထဲမှာရှိရဲ့ ဒီအာ TV နဲ့ပတ်သက်ပြီးတော့ဟာကြတော့လူနာတွေကိုဘယ်လိုမျိုးကျွန်မတို့ကဒီသက်ဆိုင်ရာကျန်းမာရေးပညာရှင်တွေနဲ့ ကျန်းမာရေးပညာရှင်တွေရှိရထားနိုင်တယ်ဘယ်လိုချိတ်ဆက်ပေးသွားမလဲဆိုရဲဟောင်းဆမတို့ဒီ private provider တွေရဲ့လုတ်ပြီးရဲဆိုရဲနေထားလို့ဆမဒီမှာပြောပြမယ်ပေါ့နော်ဆမတို့ဒါကဒါအမေရိကက case တွေကိုဒါနမူနာပြပြီးတော့ဆမပြန်ပြီးတော့ sharing လုပ်ပြီးချင်းပို့ချပေးခြင်းဖြစ်တယ်ပြောချင်တာကတော့ဆမတို့လူလူကြားထဲမှာဒီလိုဆမတို့အနည်းငယ်ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းပပဘူးတူတာလေးရအောင်သင်ပေးထားပြီးတော့လူနိုင်နဲ့အနည်းငယ်ဆမဆက်သွယ်နိုင်ခြင်းအပြင်ပုံမှုပြီးတော့ဟာကျတော့ချုံးမွေးပြပြတဲ့ဒါဒီ TV solution လည်းပဲ TV တိုက်ဖြတ်ရေးကိစ္စတွေမှာဆိုလို့ရှိရင်ပုံမို့ဉာဏ်စံအဆင်ပြေစေဖို့အတွက်ကိုကျွန်တော်လုပ်နိုင်နေဆိုရင်ဒါမျိုးလေးကိုဒါကလုပ်တင်နေတဲ့ကြားကျွန်တော်ဒီလိုမျိုး private provider တွေကိုကျွန်တော် support လုပ်တင်နေပေါ့နော်အဲ့လိုလူတွေအားပေးကူညီတင်နေအဲ့လိုလူမျိုးတွေရှိအောင်ကျွန်တော်မွေးထုတ်တင်နေနောက်အဲ့လိုလူတွေအတွက်ပေါ့နော်ကျွန်တော်တို့သက်ဆိုင်ရာပညာအတက်မှုပဲကြောင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟာကြောင်လည်းပဲအစီအစဉ်တွေကျွန်တော်လုပ်ပေးတင်နေဆိုတော့ပေါ့နော်အဲဒါမျိုးလေးကျွန်တော်တို့လုပ်ပေးတင်နေဆိုတာဟာလေးကိုကျွန်တော်ဒါလေးနဲ့အဲဒီအခု case နဲ့ကျွန်တော်ထပ်ပြီးတော့ message ပေးနေတာဖြစ်ပါတယ် ဒါကတော့ကျွန်မတို့တခြားအဲသူများနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ community provider ပေါ့နော် private provider တွေရာဆိုလို့ရှိရင်တော်တော်လေးကျွန်မတို့က health care profession တွေတည်းရာလည်းပါတယ်။နောက်တခြားတော့ကျွန်မတို့ကျန်းမာရေးမဟုတ်တဲ့တခြားတော့ trainer ပြီးတဲ့ profession တွေလည်းပါတယ်ပေါ့နော်။ဆရာဝန်တွေ၊ဇူနာပြူတွေတခြားတွေပထမမျိုးတွေပါတယ်လို့တခြားခြားတော့ကျွန်မတို့ကအဲအနေနဲ့ပုံမှန်အကူလိုက်ပေါ့နော်။ဥပမာကျွန်မတို့ဒီမှာ home health care assistant ပေါ့ဒါဆိုလို့ရှိရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့သူကနည်းနည်းပုံမှန် trainer ပြီးသားရှိတယ်။ကျန်းမာရေးပညာရှင်တို့ကသူကမတက်ကြွပေါ့နော်။တိုးတော်ညာလည်းပဲအတိုင်းနာတစ်ခုကြီးကတော့ TV ဆိုလို့ရှိရင် TV နဲ့ပတ်သက်တဲ့ အဲလူနောက်ကြည့်ရမယ်တချို့ဟာလေးဆိုတော့အရေးကြီးတဲ့ဟာလေးတင်ပေးထားလိုက်မယ်ဆိုတော့ဒါတို့က private provider အနေနဲ့ဆိုတော့လုပ်ပေးလို့ရတယ်ပေါ့နော်ဒီလိုလူတွေများချီးစင်ရပြီ community ကလည်းပဲပို့ပြီးတော့ဟာကြတော့အဲပို့ပြီးတော့ဒီအထူးသဖြင့်ဆိုတော့ data ring ကအဲလူတွေဆိုလို့ရှိရင်လူငယ်မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အများသောအားဖြင့်တော့လူငယ်တွေပေါ့နော်အဲ့လိုလူမျိုး trainer ပြင်သူတို့လည်းအလောက်ကန်တကူရတယ်အခွင့်အလမ်းတကူရတယ်နောက် data ring ကိုလည်းပဲပြင်ပြီးတော့အကျိုးမြင်နိုင်တဲ့လူတွေဖြစ်တယ်ပေါ့ဒါမျိုးကျွန်တော်တို့ကပြောချင်တာဖြစ်ပါတယ်တခြားကျွန်တော်တို့အများကြီးရှိသေးတယ်ပေါ့နော် host speech ဒီအာဟိုဟာဒီလူနာပြုစုတဲ့ နာ service တွေပေးတာရှင်နောက်တစ်ခါကျတော့ parenting လုပ်တာရှင်နောက်တစ်ခါကျ OP ရဲ့ overdose ကြီးပေါ့နော်ဆိုတော့ဒီအဲမွေးစီဝါနဲ့ပတ်သက် receive ဖြတ်တဲ့ center တွေမှာဒါမျိုးဆံမတို့ provide private provider တွေ community provider တွေထားရဆိုရင်ဒါမျိုးဆံမတို့အဲဒါလေးတွေကအဲဟိုသူများနိုင်ငံတွေမှာဆိုလို့ရှင်ဒါလေးတွေကအများကြီးဒါလောက်ကြရတယ်ပေါ့ ခေစားရပါကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲအခုလိုအချိန်မျိုးမှာရင်းမြစ်တွေမှာဒေတာတွေမှာဆိုကျမကြီးပညာရှင်မဟုတ်လို့ရှိရင်တော့မှဒီလိုမျိုး private provider community provider တွေရာဒီ role ဟာအဲကျွန်မနည်းနည်းတော့ role မဟုတ်တကယ်လို့ဒါအဲ့လိုလိုမျိုးတွေအတွက်ကျွန်မတို့ program တွေထားပေးမယ်သူတို့အတွက်အဲကောင်းမွန်တဲ့ကျွန်မတို့အတမွေးစားလုပ်ငန်းတွေထားပေးမယ်ဆိုလို့ရှိရင်ဒီကနေတစင်မှာထပ်ပြီးကျမကြီးဘက်ကိုသွားမလားဒါမှမဟုတ်လို့ရှိရင်လည်းဒီကလုပ်ငန်းတွေ့ဆုံပြီးတော့ဟာကြဒီထက်ပို့ပြီးတော့အဆင်မြင့်တဲ့အဲပညာရေးတွေသင်မလားပေါ့နော်ဒါမျိုးတွေကျွန်မလူငယ်တွေအတွက်ကိုအဲချမှတ်ထားပြီးဆိုမယ်ဆိုလို့ရှိရင်စီစဉ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါမျိုးကကျွန်မတို့က community ပို့ပြီး grow ဖြစ်ဖို့ရန်အတွက်ကိုဒါလားလာတခုဖြစ်တယ်ဆိုဆိုမှာဒီညမှာထည့်ပြီးပြောနေတယ်ပေါ့နော်အခုကတော့ဆရာမတို့ TV နဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တဲ့တွေ့ဆောင်လို့ community provider တွေကိုဆရာမလူငယ်ရင်မဟုတ်ပါဘူးဒီစားလို့ဆရာမတို့ကလူလက်ပိုင်းတွေလည်းလုပ်လို့ရပါတယ်ဒါဒါမျိုးလေးတွေကဆရာမတို့ကဒါရှိသင့်တယ်ဆိုရင်ဒီစားလေးကိုဒါထောက်ပြအရင်ဖြစ်ပါတယ် case ကတော့ကျမတို့အသက်52နှစ် Hispanic female တယောက်ကြောင့်ပါ Hispanic ဆိုတာဒီပါမြေစမပြတာသူလိုပဲအာ လက်တင်အမေရိကဘက်ကစပိန်ဘာသာစကားပြောတယ်စပိန်လူမျိုးအဲစပိန်စပန်နစ်တွေပေါ့နော်စပိန်လူမျိုးတွေအဲလူကျွန်မတို့ဒါနားလည်လို့ရတယ်ပေါ့နော်အဲ့တော့အနည်းဆက်ဆုံးပြပါဆိုလို့ရှင် Hispanic ဆိုလို့ရှင်ကျွန်မတို့ဂျီလိုပေါ့နော်ကဘာကဘာကျော်တာအဆိုတော်အနုပညာရှင်ဂျီလိုရှင်နောက်နောက်မှာကျွန်မတို့ Rosalia ပေါ့နော်အဲကျွန်မတို့အဆိုတော်ပေါ့နော် Spanish singer ရှိတယ်နောက်တခြားခြားတော့ကျွန်မတို့ Shakira နောက်တခြားတော့ကျွန်မတို့ model တွေအများကြီးရှိတယ်နောက် Sofia Vergara လိုမျိုးအဲ model တွေပေါ့နော်ကိုဟန်ပြမင်းကိုလုံးကိုပေါ့အရန်လာကိုလုံးပြမဒါမျိုးတွေရှိရပေါ့နော် ော်အင်မတန်လဲကျွန်တော်ရုပ်တီချောကြရလှကြရနောက်သူက native american တွေမဟုတ်ဘဲနဲ့ဒီတောင်အမေရိကအဲဘက်ကိုပေါ့နော်အဲ့ဘက်ကနေပို့ပြီးတော့ဆက်ဆက်တယ်ပေါ့နော်တချို့တော့ကျွန်တော်တို့အမေရိကမှာဆိုလို့ရှိရင်ပြည်နယ်တွေမှာမြို့နယ်တွေမှာဆိုလို့ရှိရင်တချို့မြို့နယ်ဆိုတမျိုးလုံးကိုအဲ့လိုနေပါကိုစပိန်လိုပဲစကားပြောကြတာပေါ့နော်အဲ့လိုကြီးရှိရဆိုတော့ဒါကပါလဲဆို hispanic နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရတာပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့အဲ့လိုအမေရိကကိုလာပြီးတော့ရွှေ့ပြောင်းလာတယ်ဆိုလို့ရှိရင် hispanic တွေကတခြားသောကျွန်တော်ဒေတာတွေကပြောင်းလာတဲ့လူတွေများတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့လိုမျိုးဒေတာကပြောင်းလာတဲ့ mic threat တွေဆိုလို့ရှိရင် TB နဲ့ပတ်သက်ပြီးတော့ဒီကုသယောဂိုင်းနဲ့ပတ်သက်ပြီးပို့ပြီးတော့ခါကျ concern ရှိရဲပို့ပြီးတော့စိုးရိမ်နေပေါ့နော်ဒီထဲမှာဒီအမေရိကန်တွေမှာပြန့်နေတော့မှာကျွန်တော်တို့က ဲ့လို case ကိုကျွန်တော်ပို့ပြီးတော့တတိထားရတဲ့အတွက်ကြောင့်မလို့ဒါတွေကိုလည်းပို့ပြီး concern ရှိဖို့ရန်အတွက်ကဒီလိုမျိုး case တွေဆိုလို့ရှင်အဲ့လို Hispanic case တွေကိုပြန်ပြီးတော့အဲတခြားအဲ့လို migrant တွေရဲ့ case တွေကိုကျွန်တော်တို့ကကိုစားပြုပြီးတော့ခါကြတော့ဒါဖော်ပြရတယ်ပေါ့နော်အဲ့တော့သူကဘယ်လိုလာလဲဆိုလို့ရှင်အသက်50ကျော်ရှိပြီ mobile နဲ့ one mic တဲ့ပိုင်းကဘယ်ဘက်ကအောင်နေတယ်ပြီးတော့ဒီမှာလည်းသူရေးထားတယ်ပေါ့နော်တော့ကျတော့ Mexico ဘက်ကအမေရိကကိုရွှေ့ပြောင်းလာတယ် migrant တွေအဖြစ်တယ်ပေါ့နော်လူငယ်အနည်း20လောက်ပဲဖြစ်တာအဲ့တော့စီးကျိုးရှိရတယ်ဒါမဲ့စီးလေးပိုင်းညမတောက်ဘူးပေါ့နော်အဲ့တော့ဂျင်မဲတယ်မှာရတော့ခါကြတော့သူရဲ့ဒီဂျင်ပတ်အဆုပ်ပဲပိုင်းမှာ ော်တို့ကျလဲတဲ့နေရာတခုပေါ့နော်အစပေါ့တွေ့ရပဲဆိုကြတော့ပါဆိုတော့အစိတ်ပါညာတော့မရှိဘူးအရင်တော့ကဒီပြေရှိဘူးတဲ့လက္ခဏာမရှိဘူးဆိုတော့ကျွန်တော်တွေ့ရတယ် အဲ့တော့ကျမတို့က case နဲ့ပတ်သက်ပြီးတော့ juvenile skin test ကိုဆက်ပြီးတော့အလုပ်လိုက်တဲ့အခါမှာဆိုရှင် positive ဖြစ်နေအောင်တွေ့ရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးကျမတို့တွေ့ရှိချက်ရှိနေဒီမဲ့တွေမှာလည်းမျိုးတွေ့နေပြီး juvenile skin test positive ဖြစ်နေပြီဆိုရဲဟာကိုကျမတို့ဒီ private provider ကနေတဆင့်ပေါ့နော်သူကနေပဲဒီအချက်လက်တွေရယူပြီးတော့ဟာကျတော့တတိဒေသန္တရအဟိုဆက်ပြီးတော့ရောက်လောက်ကိုရန်အတွက်ပေါ့နော်လိုအပ်တဲ့ကျမတို့ဆောင်ဆောင်လောက်ကိုရန်အတွက် TV review မီဆိုလို့ရှင်လည်း TV ဈေးတိုက်တော့မယ်ပေါ့နော်အဲ့ဒါမျိုးကျမတို့လောက်ကိုရန်အတွက်ဒေသန္တရကိုလိုအပ်တာကြီးဆက်လုပ်ပြီးဖို့အတွက်လွှဲပြောင်းပေးတယ်ပေါ့နော်ဒါကတော့ကျမတို့ private provider ရဲ့ rule ပေါ့နော်ဆိုလိုတာကျမတို့တို့ဒီ းတကယ်တမ်းစေကူသားအမေဌာနပေါ့နော်ဒေသန္တရသူစေးတွေထုတ်ပြီးမယ်ဆိုအဲ့လိုဌာနတွေနေဆိုတော့ချိန်ဆက်ပြီးတဲ့နေရာမှာအဲသူတို့ကလူနာကိုကျမတို့က ဟိုပါပေါ့ကျမကြီးလှုပ်သားမဟုတ်ဘူးဆိုလို့ရှင်တော့အကူအနေနဲ့ပေါ့နော် private provider အနေနဲ့သူကလှုပ်ရဲအတွက်ကြောင့်မပုံမပြီးတော့ဟာဒီကိစ္စတွေကလွယ်ကူချောင်းွေသွားတယ်အဆင်ပြေသွားတယ်ပေါ့နော်နောက်တချို့တော့ကျွန်တော်တို့စစ်ဆေးတဲ့အဲဟာလေးဆိုလို့ရှင်လွယ်လွယ်ကူလေးဆိုသူတို့တင်ပေးထားလို့ရတယ်ဒါဆိုကျွန်တော်လူနောက်မှာထားလို့ရတယ် education ပေါ့လူနောက်လိုအပ်တာလေးတင်ပေးလို့ရတယ်ဒါမျိုးလေးတွေလည်းသူတို့လှုပ်ပြီးလို့ရတယ်ပေါ့နော်ဒါလေးရကျွန်တော်တို့ကအဲကျမကြီးလှုပ်သားကျမကြီးကျွမ်းကျင်တခုခုဖြစ်နေကြမလို့အဲဒါမျိုးလူကျွန်တော်ကပြောချင်တာဖြစ်ပါတယ် ။နောက်ဒီ case မှာကျွန်တော်တို့ဒီမှာပြထားတဲ့အချက်လေးခုတွေကဘယ်အချက်ကြောင့်လို့ active tv ဖြစ်တယ်လို့ပြောမလဲပေါ့နော်။သူ့ကို tv ဖြစ်တယ်လို့ယူဆရတော့မယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကဘိုက်အောင်လေဆိုရယ် history လား။ဒါပေမဲ့နံပါတ်2ကရင်မက်တက်မှမှာခုနကပြောရဲကျွန်တော်ချစ်လက်မှုပေါ့နော် density အဲလောလောပြောကြရမယ်ကျွန်တော် sport တွေအားလား။ဒါမှမဟုတ်ရှင်လေမက္ဆီကိုကနေပြောင်းလာတဲ့ migrant မှုလို့လား။နောက်နံပါတ်4ကကျွန်တော်တို့စီးဆိုရှိလို့လားဆိုပြီးတော့ကျွန်တော်တို့ဒါဖြေပြရမှာပေါ့နော်။တကယ်တော့ကျွန်တော်သူ့ရဲ့အဒီကအချက်ကတော့ရင်မက်မှာကျွန်တော်တက်မှန်မှာ tv လို့ယူဆရရတယ်။ရင်မက်အစုပ်ကအပေါ်ပိုင်းမှာလို့ရှိနေရပေါ့။ ဒါကိုကျွန်တော်ကြည့်ပြီးတော့ active TV ဖြစ်နိုင်တယ်လို့ယူဆရပါတယ်ဒေသန္တရကနေပြီးကျွန်တော်တို့ private provider ရှိရနေ case တွဲလာပြီဆိုတော့သူတို့ဘာဆက်လုပ်မယ်လို့ထင်တယ်တဲ့နံပါတ်1ကတလေးဆင်မယ်ပေါ့နော် smear လဲဆင်မယ်ကာချာလဲဆင်မယ်နံပါတ်2ကလူလူခြေဝိထာနာခုန private provider ရှိရဲ့အဲနေရာကိုပြန်ပြီးတော့လွှဲမယ်ပေါ့နော်နောက်နံပါတ်3ကကြတော့ contact တွေကိုလိုက်ကြည့်မယ်ဒီ hispanic family နဲ့လိုက်ပြီးတော့တီတွေထားလူစုလုပ်ပြီးတော့အိမ်မှာပဲတီးစားနေခိုင်းတာမယ်ဒါပေမဲ့ဒီကကြတော့စပြီးတော့ TV ပို့အဝင်နေပြီဒါကြောင့်လို့ကျွန်တော်စောက်ကူတော့မယ်ဆိုပြီးပြောထားရပါတော့အဲဒီကတော့ကျွန်တော်တို့ကလိုအပ်တဲ့ကိစ္စတွေဆက်ပြီးတော့လုပ်ဖက်လုဆောင်ရတဲ့အတွက်ကကျွန်တော်တို့ကျွန်တော်တခွဲအဖြေပေါ့နော်တီးစားစရာအဖြေဖြစ်မှာရမယ်ကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင်မဖြစ်မနေ smear ဆစ်တဲ့ကိစ္စကိုမလုပ်ဘူးရှင်လုပ်ဖို့လည်းဖြစ်ပါတယ်အဲ့တော့ဒီဒီမတိုင်မှာသူကဂျူဘောက်လင်း skin test လုပ်ပြီးသားပြီးရမက်တယ်မရပြီးသားပြီးဆိုမဲ့လည်းပဲဒီလောက်နေတော့ကျွန်တော်တို့က confirm လို့ပြောလို့မရဘူးဒါပေမဲ့အတခုရှိတာကြတော့ ီးယားဆစ်လိုက်ပြီးတော့လည်းပဲဒါကြောင့်ဆိုကြပါစို့ negative ဖြစ်နေရဲဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကအဲ့ဒီကြောင့်တော့မှထပ်ပြီးတော့ဟို CBC ပေးမလားမပေးမလားဆိုစဉ်းစားပြီးတော့တချို့တွေဆိုလို့ရှိရင်ဒီစမီးယား negative ဖြစ်နေတဲ့တိုင်အောင်မှ CBC TBC ပေးတာရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဆစ်ဖို့လိုအပ်တဲ့အဆင့်နေမှန်တယ်များတော့ကျွန်တော်အဆင့်လိုက်ကျော်ဖြတ်ပြီးသားဖြစ်နေရမှာဒါကြောင့်မို့ကျွန်တော်တို့ဒီမဖြစ်မနေကျွန်တော်တို့ကစမီးယားကိုသုံးပြန်စားလိုက်စီပေးရမယ်ကာရှာလေးပဲလိုပေးရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအချိန်တွေမှာတော့လူနာကိုခဏဆောင်ပါနော် respiratory isolation လုပ်ပေးရမယ်အဲ့တော့ respiratory isolation လုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်မ case ကိုတီးတန်းအောင်ထပ်ပြီးတော့ပို့ချထားတာရှိပါတယ်အဲ့တော့ဒီ series တဲ့မှာပဲနားထောင်ပေးပါဖို့နော်နောက်တော့ကျွန်မတို့ AFP smear ကစားထွက်လာ result ရရတဲ့အချိန်မှာလေးပဲ negative ဖြစ်နေရပါတော့ဒါကြောင့်လို့ကျွန်မခုနကလည်းပြောလိုက်တာ smear positive ဖြစ်မှာပေါ့ကျွန်မ smear negative ဖြစ်တဲ့အချိန်မှာလေးပဲလိုအပ်လို့ရှိရင်ကျွန်မ CP လို့ပေါ့လို့မှာဖြစ်တယ်ပေါ့ဒါကြောင့်လို့ကျွန်မတို့ဒီမှာဆိုလို့ရှိရင် TB diagnosis ပေးလိုက်ပြီးနောက်အချိန်ကိုလာပေါ့ဒါပေမဲ့သူတောက်တဲ့ regime ကကြာတော့ ionation B6 နဲ့ပဲပေါ့နော် တာကအဲဟိုဟာပေါ့နည်းနည်းအကျွန်တော်တို့ဟိုဟာပေါ့ပြင်းထန်နေတီဗီလို့မတတ်မှတ်ပဲတီဗီအဲတန်ရရှိရယ်တီဗီဖြစ်နိုင်နေဒါကြောင့်မို့လို့အဲပိုးမစမီးရမပိုးမတွေ့ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ဒါတီဗီမဟုတ်ဘူးလို့ပြောလို့မရဖြစ်ရကြောင်းပေါ့ active တီဗီပုံစံမျိုးတီဗီရောဂါဖြစ်နေပြီလို့ယူဆပြီးတော့ CPR ရှင်ဖြစ်ပါတယ်အဲကျွန်တော်တို့ဒီလိုနာကို TV အဲဘယ်လိုမျိုး အဲတီဗီလူနာအနေနဲ့ဆက်ပြီးတော့အဲဒါစီးပြီးတော့မယ်ဆိုလို့ရှင်ဘယ်လိုဆက်ပြီးစီစဉ်မလဲပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကအဲတီဖို့ပို့ပြီးတော့အဝဲနဲ့စီအောင်ပေါ့ဒါပို့ပြီးတတိထားမိအောင်လို့မေးခွန်းလေးမေးထားရတယ်။မက်တီကကျတော့ကျွန်တော်တို့ private provider ကိုကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိအောင်မလားပေါ့နော်။သူ့ကိုတည်းဒီစီးနှမျိုးပေးရမယ်။အဲတီဗီစီးတိုက်တယ်ပဲပေါ့နော်။ဒါကိုကျွန်တော်တို့ကပြောပြင်အဲဒါကိုဒီကိစ္စကိုတီဗီစီးတိုက်တယ်ဆိုတဲ့ကိစ္စကိုဆက်ပြီးတော့လုပ်ပဲ။တီဗီလူနာလို့သတ်မှတ်တော့မယ်ဆိုတာကိုသူ့ရှင်းပြဖို့လိုမလားပေါ့နော်။တကယ်လို့သူမသိဘူးဆိုနားမလည်ဆိုလို့ရှင်ဒါနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ဆက်သွယ်ပါလို့ပြော မယ်တဲ့။နောက်နံပါတ်ဘီကကြတော့ INA ဆောင်ပြီးတော့စပြီး TV ကိုလိုက်တော့တဲ့။နောက်နံပါတ်ဒီကကြတော့ DOD ကက်စင်းနဲ့တောက်ပါတော့။ Directly Observer Treatment အဓိကကကျွန်တော်လူနာကိုကုပြည့်ချင်းချင်းပါပဲစေတော့ဆေးကို miss မဖြစ်စေနဲ့။နောက်ကကျတော့ကျွန်တော်တို့ထပ်ပြီးတော့ဒီဟာမတောက်ဘူးဆိုလို့ရှိရင် TV disease အဖြစ်နဲ့ဆက်ပြီးတော့ဆိုးရွားလာမယ်ဆိုတော့ကိုပြောချင်တဲ့အတွက်ကြောင့်ဒီဟာပြောခိုင်းတာပါတော့။အဲ့တော့နောက်ကကျကျွန်တော်တို့နံပါတ်ဒီနေနဲ့မက္ဆီကိုသူကကြွားလိုက်ပြန်လိုက်တကယ်လို့လုံးမေးဆိုလို့ရှိရင်လည်းပဲအဲ့လိုလုံးနေစဉ်တွင်မှာကျွန်တော်ဆေးလုံးအောင်တောက်လို့ပို့တဲ့ INA ဆိုကျွန်တော်6လကြာတခါပြေးလိုက်မယ်ဆိုပြောထားတယ်ပေါ့နော်အဲ့တော့ဒီကရောကျွန်တော်ဒီမှာပြောချင်တာကတော့ private provider ရဲ့ rule ကိုသူကတေချာကို highlight လုပ်ပြီးတော့ပြောပြောနေတယ်။ TPC ပေးလိုက်ပြီးအဲဆိုတဲ့ဟာကို Luna ကိုတေချာမှာ private provider ကိုလည်းပဲဒါနဲ့ပတ်သက်မရှင်းတာချင်းသူတို့မေးလို့ရဘာလို့လဲဆိုတော့ private provider တွေဟာကျမရေးလောက်သားတွေမဟုတ်ကြသူတို့ကကျွမ်းကျင်တဲ့ကျမပညာရှင်တွေလည်းမဟုတ်ကြဒါကြောင့်မို့ကျမတို့ကကိုယ်တွေဘာတွေပေးလိုက်ပြီးဘလိုမျိုးကုသကုထုံးတွေကိုလုပ်လိုက်ပြီးအဲ့တော့အိတ်ကာလအတွင်းမှာဘာတွေကတော့တိထားဖို့လဲ Luna နဲ့ပတ်သက်ပြီးတခုများအကျိုးကြောင်းအဲလိုအပ်တယ်ဆိုလို့ရှိရင်လည်းဒီတန်တာနဲ့ဆက်သွယ်လို့ရအောင်ကျမတို့အချက်လက်ပါညာအကုန်လုံးကျမတို့ရှင်းပြအောင်ပါဖြစ်ဒါကြောင့်မို့ကျမတို့မရှင်းတဲ့အားရှိလို့ရှိရင်သူ့ကိုမေးပါ ဆိုပြီးဟာကြ private provider ကိုကျွန်တော်တို့ကအဲတခါတည်းပဲမှားမယ်ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုရင်တို့ရဲ့အရေးကြီးတဲ့ခန္ဓာဒါတို့ရဲ့ကျွမ်းကျင်မှုအဲ 20တင်မှုအနည်းငယ်သာရှိရကြောဟောဆရာမတို့ကပြခြင်းတာဒါပေမဲ့လည်းလူနာနဲ့အနီးကပ်အဲကျွန်မတို့တွေ့ရလို့ဖြစ်တဲ့အတွက်ကြောင့် community community တွေရလို့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်မနေသားတွေဆရာမတို့အဲသူတို့ပြောပြထားမိတာဝန်ရှိတယ်ဆိုတာကိုပြောခြင်းတာဖြစ်ပါတယ်အဲသူတို့ပြောပြထားလို့လို့ရှင်ဆရာမတို့ကဒီလိုအပ်တဲ့ဒီအချက်လက်ပါညာလည်းပဲလူနာနဲ့ပတ်သက်တဲ့အချက်လက်တွေပုံသိရမယ်စီးမတော့တာပါညာရှိရသလိုရှင်ပဲသူတို့လမ်းပြီးတော့ပြောမယ်နောက်တစ်ခါဒီခုအများဆရာမတို့အဲစီးနဲ့ပတ်သက်ပြီး problem တခုရှိခဲ့တယ်ပြဿနာတခုရှိခဲ့ဆိုရင်သူတို့အချိန်မီလာပြီးတော့ report လုပ်မယ်နောက် case နဲ့ပတ်သက်ပြီးတော့ပဲသူတို့သွားပြီးတော့အဲလိုအပ်တဲ့အကူအညီတွေသူလုပ်ပေးနိုင်တယ် ေါ့နော်အဲဒါမျိုးတွေကျွန်တော်တို့ကသူ့ရဲ့ role ကိုကျွန်တော်တို့ကတည်ထားခြင်းအဖြစ်အလုပ်လုပ်တဲ့ခါမှာအများကြီးပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ဒေသနာရဲ့ကျမရဲ့ထောက်ခံချက်နေကျမတို့စပြီးတော့အဲ INH နဲ့ B6 နဲ့ပေါ့နော်ကုထုံးကုလာ TV TV အဲကု TV လုနာဖြစ်သက်မဲ့ပြီးတော့ဟာကျတော့စတင်ပြီးတော့ကုလိုက်တယ်ပေါ့နော်စပြီးတော့ဟာကျတော့အဲအဲ မဟိုဟာကမျောလင့်ထားတဲ့အချိန်မှာဒုတိယလာပေါ့နော် second month မှာစပြီးလူနာသည် ace dvc တောက်တဲ့ကြောင့်ပြိုတာ end up စပြီးခန်းစားလာရတယ်အဲ့ဒီအချိန်မှာ private provider ရဲ့ role ကကြတော့ဒီဟာကိုကျွန်တော်တို့က report လုပ်ပေးတာပေါ့နော်မေးမြန်းပြောတာကြာဟာကြတော့ဒီဟာဘယ်လိုလုပ်ပေးရဘယ်လိုလုပ်ပေးရမလဲဆိုဆက်သွယ်ပေးတာပေါ့ဆိုတော့လူနာကနေပြီးတော့တန်းပြီးတော့ဟိုဟာပြစ်စရာမလို case နဲ့အဲအားဖြင့်ကျွန်တော်တက်မှတ်ထားပြီးတဲ့ပြည်တွေကြောင့်သူနဲ့ပတ်သက်တဲ့ private provider ကနေစတင်မြင်နေတဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့ခါကြတော့အဆင်ပြေသွားတာပေါ့နော်ဒါကိုပဲ save ပဲရလိုက်ရမှာဒါမှမဟုတ်လို့ရှင်လည်းပဲထပ်ပြီးတော့လူနာနဲ့ပတ်သက်ပြီးရောဂါပိုင်းညာထပ်ပြီးရှာ ာဖို့လို့မလားဆိုရဟာကိုကျွန်မတို့မေးတယ်ဆိုရင်ဒီသားလေးဒါလေး highlight လုပ်ပြီးပြပြထားတာဖြစ်ပါတယ်အဲ့ကျွန်မတို့ကဒေသနာကျမိုက်ဌာနနေပြီးဘယ်လိုမျိုး server season မလဲပေါ့နော်။ဟိုပြုတ်တဲ့ NS ဝင်ကိစ္စကတော့ဒါတော့ CS side effect တွေတွေ့လာရပြီ။ဘယ်လိုဆက်လုပ်မလဲဆိုတာလေးကိုကျွန်မတို့ကအဲစဉ်းစားဖို့လိုတယ်ပေါ့။ဒါပေမဲ့ ER တို့တွားဒီမှာ UI နဲ့တော့အသေးနဲ့ပတ်သက်ပြီးတော့ပေါ့။ဒါကိုစစ်မလား။ဒါဒါကကျတော့ကျွန်မတို့ဒီတခွဲနဲ့ပတ်သက်ပြီးတော့ဆိုင်သွားပြီပေါ့။ နမန်ဘီရကြတော့ဒေသနာကျမိုက်ဌာနကိုပဲလာခိုင်းလိုက်တော့ပေါ့နော်လူနာကိုဒီလိုမျိုး complaint တက်နေရဲ့အားဟာမလုပ်ပဲနေတော့မလုပ်ပဲနေတန်းပြီးတော့ဒီမှာဆရာကိုနေပါရှင်လာပြပေါ့နော်ပြောမလားဒါမှမဟုတ်ရှင်နမန်စီကအမ်ပြောင်စီပေးမလားပေါ့နော် AI နဲ့ဆိုတော့ဆက်တော့ TV စီကဆက်တော့တယ်ဒါပြည့်လည်းအမ်ပြောင်စီနဲ့တွဲပေးမလားနော်နမန်ဒီရကြတော့နောက်ထပ်စီအပုံစံပြောင်းမယ်ပေါ့နော်စီ regime စီပေးတဲ့ကုသုံးပုံစံပြောင်းမယ်ဆိုလို့ကျွန်မတို့အကြံပြုမလားပေါ့နော်ဆိုပြီးတော့ခါကျကျွန်မတို့ကလေးဦးတွေကတခုရေးပေးရမှာပဲအဲ့တော့ဒီမှာလည်းပဲကျွန်မတို့က private provider ရဲ့ rule ကိုတရားလေးနားလေဆိုလို့ရှင်သူတို့ကနေ ပဲလုပ်နိုင်တဲ့အခြေအောက်ဆံပါတော့အများကြီးသိလို့ရဒီမှာဆိုလို့ရှင်လည်းပဲလိုအပ်တဲ့ကျမတို့ကအသေးဥတီကောင်ရှိမှရှိဆိုတော့လိုအပ်လို့ရှိစီရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး information ပေါ့နော်လူနာကဒီဈေးနဲ့ပတ်သက်ပြီးဈေးတံမကန်နိုင်ဘူးဆိုတဲ့ information ကိုဒါမြန်မြန်ဆန်ဆန်သိသိရခြင်းအပြင်လည်းလှုပ်ဆောင်နိုင်တယ်ပေါ့နော်လိုအပ်တဲ့ကိစ္စတွေဆက်လိုက်ပြီးလှုပ်ဆောင်နိုင်ကြအောင်ကျွန်တော်တို့အသေးဥတီကောင်ရှိတာမှရှိတော့ဆက်ပြီးတော့စစ်ဆေးမယ်ဆိုပြီးတော့ရွေးရမှာဖြစ်ပါတယ် တကွဲပြေအားကောင်းနေဆိုပြီးတော့ပြန်လာတယ်။ဒါကြောင့်မို့ဆိုတော့ဆက်ပြီးတော့လိုအပ်တဲ့ဈေးကိုဆက်တော့ပါဆိုပြီးတော့ကုလပြီးဆုံးအောင်တောက်ခိုင်းလိုက်တယ်။နောက်ထပ်ဆက်ပြီးတော့လောက်ပန်းထပ်ပြီးတော့အဲလိုအပ်တဲ့အကြောင်းအရာယူလဲပဲ။နောက်ထပ်ဆက်ပြီးတော့ဘာလုပ်သင့်လဲဆိုတော့လည်း private provider နေလာပြီးတော့မေးတယ်ပေါ့နော်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကပြားထုတ်ပြလိုက်တယ်။အဲ့တော့ certificate ရယူပေါ့နော်။ဒီပစ္စည်းကူတောင်းပြီးဆုံးမှ certificate ရယူဒါကြောင့်မို့ကျွန်တော်တို့ဒီထပ်ပြီးတော့နောက်ထပ်များတကယ်လို့ update တူဖြစ်ပေါ်မယ်ဆိုလို့ရှင်လဲလက္ခဏာပါညာတင်မေးဖို့အတွက်ကိုသူ့ကိုတခါလေးပြပြလိုက်တယ်ပေါ့နော်။ဆိုတော့ဒါကဘာလဲဆိုရှင် private provider တွေရှိလို့ရှိရတဲ့အတွက်ကြောင့်မလို့ဒီလုပ်ငန်းဆောင်တာတွေအင်တာနက်မှာ ချောမွေလွယ်ကူသွားတယ်ဆိုတဲ့ဟာလေးဒီမှာပြချင်တာဖြစ်ပါတယ်အဲ့တော့ reflection ပေါ့နော်နောက်ဆုံးမိတ်ဆက်မတို့ပြန်ပြီးတော့တုံသက်ချမ်းအနေနဲ့ကြတော့ဒီဗီလူနာတန်ရရှိတယ်ဆိုလို့ရှင်တန်မြလူဒီတန်တရာကိုသတင်းပို့နိုင်ဖို့ရဲ့အတွက်ကိုလွယ်ပြောင်းပြီးရဲ့စီစဉ်ပြီးတယ်ဆိုတာကိုတို့ကနေမလှုပ်ပြီးရဲ့ဆိုတော့ဆက်မတို့သတိပြုစီလိုတယ် TV TV ဘုတ်စစ်စေးတာနေစဉ်အတွင်းမှာဒီ case မှာဆိုလို့ရှင်နေခုနအားလုံး တတိထားမိမယ်ထင်ပါတယ်အဲဒါဆိုလည်းကျွန်တော်ဆရာကျွန်တော်ကန့်သက်ချက်တွေရှိရပေါ့ဒါတွေကျွန်တော်တို့ကပြုလုပ်ထားဖို့လိုအပ်တယ်ပြီးတော့မှကျွန်တော်တို့တလိပ်ကို3ငါယူမယ်၈နိုင်စာအနည်းဆုံး၈နိုင်စာ3ငါယူမယ်ရရလာရရလိုက်တူကျွန်တော်တို့3ရက်အတွင်းပါနော်အချိန်3ရက်တွေကျွန်တော်စစ်စစ်ပြီးတော့ဟာကြလိုအပ်လို့ရှိရင်ကျွန်တော်တို့စပြီးတော့စေးပြီးတဲ့ကုထုံးပြီးတဲ့ဆိုရင်ဟာစပြီးတော့လိုလာတာဖြစ်ပါတယ် negative ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒီဇန်ဒရာကနေပြီးတော့ကျွန်တော် private bank ပြင်မလွှဲပေးလိုက်တယ်ဆိုလိုတာကသူ့မှာပိုးအဲကျွန်တော်တို့ကလောလောဆယ်မှာသူများကူးစက်နိုင်နေတာမရှိတဲ့အတွက်ကြောင့်မလို့တို့တို့ဒီဇန်ဒရာနေနဲ့ဆက်ပြီးတော့ခိုင်းကြမလို့ပဲနေတန်းပြီးတော့ဒါက ပရိုဗိုက်တာကနေပြီးတော့ပဲဆက်ပြီးတော့သူ့ကိုအဲကြည်ပြီးသွားပေါ့နော်ဟိုကျမကြီးလို့ဟိုဟာလှုပ်လှုပ်သားလို့ပြီးဆိုတော့ကျွမ်းကျင်စရာမလိုဘူးအဲသူ့ကိုလိုအပ်တဲ့ဟာလေးမှားထားပြီဆိုလို့ရှိရင်လူနာနဲ့အနီးကလိုအပ်တဲ့ကိစ္စလေးပြန်ပြီးတော့ဆက်သွယ်လို့ရအောင်ဒီသနာနဲ့ချိန်ထားလို့ရအောင်ပြောလိုက်တာဒီလောက်ပါပဲပြီးတော့ဟာကျတော့အဲဒီမိစေကိုကျွန်တော်တို့ကကိုလာကူထုံညွှန်ပေးလိုက်တယ်ပေါ့နော်ဒါဆိုပြီးသွားပြီပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီချိန်မှာလူနာရဲ့ဒီကျမရဲ့အပြင်ကိုလူမှုစီးပွားပြဿနာအခြေအနေဒါရီလိုပဲကျွန်တော်ထည့်သွင်းပြီးစဉ်းစားပြီးပို့လို့ရတယ်။အဲ့တော့ကုထုံးကုလားဆိုလို့ရှိရင်လည်းသူနဲ့အဆင်ပြေဆုံးဖြစ်မလားဆိုတာလည်းပဲထည့်ပြီးယူချက်ပြီးပို့ဒါကိုလည်းပဲကျွန်တော် private provider တစ်စိမ့်ကျွန်တော်တို့ lower than information မှာညာအများကြီးစစ်စစ်အကူပြီးစစ်စစ်ခိုင်းလို့ရရဲပေါ့နော်။တခါကျွန်တော်တို့ကျမရဲ့ပညာပြီးအရေးကြီးတယ်ဆိုတာရေ။နောက်ကျွန်တော်တို့လူတို့အတွက်လူတို့ဒီကြားထဲမှာပေါ့နော် community ထဲမှာ TV လူနာတွေနဲ့တကယ်လို့များဟိုအနည်းငယ်ဆက်ဆံရပြီဆိုလို့ရှိရင် private provider တွေရဲ့ role က internet မှာအရေးကြီးရယ်ဆိုတဲ့အကြောင်းမလို့ဒီလို case မျိုးဆိုလို့ရှိရင်သူတို့ကြောင့်မလို့ ့သားအမြတ်မြန်မြန်ဆန်ဆန်လေးဆိုမှ information တွေကိုရတာသူတို့ကြောင့်လို့ဆိုမှမြန်မြန်ဆန်ဆန်လေးဆိုမှလူနာရဲ့ဒီ side effect တွေပါညာအသိလို့ရပြီးတော့တကယ်လို့များဆိုမှ smear negative လူမျိုးလူနာတွေတို့ဆိုလို့ရှိရင် private provider တွေပဲလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ဒေသန္တရတွေမှာလည်းဘာနဲ့တော်တော်နေသွားတယ်ဆိုတော့ကျမတို့နားလည်လို့ရတယ်ပေါ့။ဒါကြောင့်ကျမတို့သူတို့တွေကိုကျမအားကြီးအားပေးကူညီဖို့လိုအပ်တယ်။သူတို့တွေရဲ့ role ကိုကျမတို့အတိအမှတ်ပြုပြီးတော့အားကြတော့လိုအပ်လို့ရှိရင်မိမိတို့ရဲ့ community မှာ private provider တွေကိုအဲလိုအပ်တဲ့လျှောက်ပေါ့နော်။ဒါဒါစီစဉ်မွေးထုတ်ထားခြင်းအပြင်ဒါလိုလိုအပ်တဲ့နေရာမှာဆိုရှင်အားကြီးကူညီရနိုင်တယ်ဆိုတော့ကျမပြောကြားလို့ရ ပေါ့ဒါလေးကကျမတို့ဒီ case ကတော့တို့တို့မျိုးအဲ TV ဘလို့ကုတလဲဆိုတာထက်ရဲတခွဲစစ်စေးတာကြီးဘလို့လုပ်တယ်တို့ဆိုတာထက်ရဲပြည်သူလူထုအတွင်းမှာကျမတို့ဒီလိုမျိုး private provider လို့ဟာမျိုးပေါ့နော်ကျမကြီးကျွမ်းကျင်တယ်လို့မဟုတ်လဲပဲအဲဒေသတွေမှာကျမတို့ဒီလို TV ဒါဥပမာယူပြီးတော့ဟာကျတခြားဆိုကျမတို့ယောဂပြပောင်းမှုတွေရှိမယ်နောက်တစ်ခါကျမတို့ကက်ယောဂအသွင်ပေါ့နော်ဒါမျိုးတွေကျမတို့ဖြစ်လာနိုင်စရာအဲရှိမယ်ဆိုလို့ရှိရင်လည်းပဲကြိုတင်မျိုးကကျအရေးပေါ်အလွင်မြန်တို့မြန်ဆောင်ရွက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေကျမတို့လုပ်လို့ရတယ်ပေါ့နော်ဒါကကျမတို့ကနည်းနည်းပါးကျမတို့သင်ပေးထား လိုမယ်ဆိုရှင်တင်ပြတဲ့အတိုင်းကိုပဲတကယ်လုံးလှုပ်ဆောင်နိုင်တဲ့လူရင်အားအနေနဲ့ပေါ့နော်အကျွမ်းကျင်မှုတစ်ခုရှိတဲ့လူရင်အားအနေနဲ့ကျွန်တော်လှုပ်ဆောင်နိုင်လဲဆိုကျွန်တော်တို့နားလည်ထားဖို့လိုရပေါ့နော်ဒါလေးရကျွန်တော်တို့ကဒီ case ကပြင်းနေတဲ့အဓိက message ဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မေးစင်တာရှိတယ်မရှင်းတဲ့နာရှိတယ်ကျွန်မပြောရတဲ့အချိန်မှာအဲထပ်ပြီးတော့သိစင်တဲ့အချက်လေးတွေပါပါရမယ်ဆိုလို့ရှင်လည်း comment တွေမှာထပ်ပြီးတော့အဲခြားထားနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒါလေးရကျွန်မပြောစင်တဲ့အဓိက message တွေတွေ့ဆောင်လို့ဒီညလေးမှာကျွန်တော်တို့ခဏရက်ပါမယ်ဟုတ်တဲ့ case မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်